မင်္ဂလာပါခင်ဗျရှကုံခစ်တကနေနောက်ဆုံးရရှိထားတဲ့သတင်းလေးကိုတင်ဆက်ပေးပါမယ်ရခိုင်ပြည်နယ်ကြောက်ဖြူမြို့နယ်ကမင်းတက်တောက်တိုက်ပွဲမှာအင်အား80ကျော်ပါတဲ့အချက်ပစကောင်စီရဲ့တပ်မကိုကိုစစ်ကြောင်းတကြောင်လုံးအဆက်အသွယ်ပြတ်တောက်ပျောက်ဆုံးနေတဲ့အပြင်တပ်ကကလက်ခမော်စစ်တဲ့စခန်းကိုလည်းအရကတတော်အေအေကသိမ့်ပိုက်လိုက်ပြီဆိုပါလေဒင်းနိုင်တဲ့ပလောမျိုးမှာပြည်သူတွေကိုစစ်တဲ့အကိုနဲ့အနံ့ကျင့်ချိမ့်ချောက်နေတဲ့လက်နက်ကန်ပစ္စည်းကောင်းဆောင်ကလာနီအပါဝင်ပစ္စည်းတုံးဟာ မြို့ပေါ်ကစံဝင်ရက်ဆိုင်မှာတောက်စားမူးယူနေတဲ့အချိန်ဒေါ်လာကြီးရေဘော်တွေကဝင်ရောက်ပြက်ကက်ရှင်းနေရမှာတုံးဦးစလုံးပွဲချင်းပြီးတွေကိုတိတ်ကုန်ကြပြီဆိုတဲ့သတင်းပါဝင်နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်အခုဘလော့ဆိုတင်ဆက်ပေးခြင်းတဲ့သတင်းကတော့ရခိုင်ပြည်နယ်ကြောက်ပြူမြို့နယ်က မင်းတက်တောက်တိုက်ပွဲမှာအင်အား80ကျော်ပါတဲ့အကြမ်းဖက်စစ်ကောင်စီရဲ့တပ်မကိုကိုစစ်ကြောင်းတစ်ကြောင်းလုံးအဆက်အသွယ်ပြတ်တောက်ပျောက်ဆုံးနေတဲ့အပြင်တပ်ကလက်ခမောခြေရွာစစ်တပ်စခန်းကိုလည်းအရခတတော်အေအေကတိမ့်ပိုက်လိုက်ပြီးလို့စစ်တပ်သတင်းရင်းမြစ်ကရန်ကုန်ခေတ်တက်ကိုပြောပါတယ်။ ဖြစ်စဉ်ကတော့မေလာနေ့ရက်နေ့ကပဲကြောက်ဖြူမျိုးနဲ့မင်းတက်တောင်မှရှိတဲ့အချက်ဖက်စကောင်စီရဲ့ကကင်းစကန်ကိုအရကတတော် AE ကဝင်ရောက်တက်ခိုက်ရမှာစကန်ပဝင်းဂျင်မာတက်ဖြန့်ထားတဲ့အင်အား80ကျော်ပါအချက်ဖက်စကောင်စီရဲ့တမကိုကိုစစ်ကြောင်းတကြောင်လုံးအဆက်အသွယ်ပြတ်တော့ပျောက်ဆုံးနေတယ်လို့စစ်တပ်သတင်းရေးမြစ်ကဆိုပါတယ်ဒါပြင်ကြောက်ဖြူမျိုးနဲ့မှရှိတဲ့အချက်ဖက်စကောင်စီရဲ့အမှတ်32ရက်တည့်ရင်အနည်းနဲ့ဒညဝရီရင်းတက်စကန်အနည်းတို့မှာလည်း အဂျပန်စစ်ကောင်စီတက်တဲ့အရခတတော်အေအေကြအခုမေလပထမအပတ်ထက်မှာပဲတိုက်ပွဲတွေဖြစ်ပွားနေရမှာစစ်ကောင်စီဘက်ကအထိနာနေပြီးစစ်တပ်စစ်ကြောင်းတချို့လည်းနောက်ဆုတ်နေရတယ်လို့အဲ့ဒီတိုက်ပွဲတွေအတွင်းဒဏ်ရာရတဲ့သူတို့ရဲ့စစ်သားတွေကိုလည်းစစ်တွေဈေးရုံနဲ့တက်နေဈေးရုံတွေကိုတောက်လျှောက်ပို့နေရတဲ့အပြင်တစ်ဖက်ကလက်ခမော်စစ်တပ်စခန်းကိုလည်းအရခတတော်အေအေကတင်ပိုက်လိုက်ပြီးလို့စစ်တွေမြို့တည်ရင်မြစ်ကပြောထားပါသေးတယ်ခင်ဗျတစ်ဖက်မှာတော့ဒီနိုင်တိုင်းပလောမြို့မှာ ပြည်သူတွေကိုစစ်တပ်အားကိုးနဲ့အနိုင်ကျင့်ချိမ့်ချောက်နေတယ်။လက်နက်ကိုင်ပြစော်တီခေါင်းဆောင်ကလာနီအပါဝင်ပြစော်တီသုံးဦးဟာမြို့ပေါ်ကစံဝင်အရက်ဆိုင်မှာတောက်စားမူယူနေတဲ့အချိန်တော်လိုင်းရေပေါ်ကဝင်းရောက်ပြစ်ခတ်ရှင်းလိုက်ရမှာအပုံစလုံးပွဲချင်းပြီးတွေကိုတိတ်ကုန်ကြပြီလို့ဘိတ်ခရိုင်အမတ်တတရင်ရက်တာဝန်ရှိသူတို့ကရန်ကုန်ခေတ်တွေကိုပြောပါတယ်ဖြစ်စဉ်ကတော့မေလ6ရက်နေ့ဖြစ်တဲ့မနေ့ကညနေပိုင်းမှာပဲ ပလောမျိုးအမှတ်နှစ်ရက်ကွက်မှာရှိတဲ့စံဝင်အရက်ဆိုင်မှာအပေါက်စားမူးယူနေတဲ့ပြူစောတိကောင်းဆောင်ကလာနီအပါဝင်ပြူစောတိကျော်သူရနဲ့တန်းနိုင်စုသူတို့တုံးအုပ်ကိုဒေါ်လာကြီးရပေါ်ကဝင်းရောက်ပြက်ခတ်ရှင်းနေရမှာပုံဦးစလုံးနေရမှာတွေပွဲချင်းပြီးတွေကိုတိတ်ကုန်ကြတယ်ဆိုပါလေအဲ့ဒီလိုပြက်ခတ်ရှင်းနေခံရတဲ့လက်နက်ကင်ပြူစောတိတုံးအုပ်စလုံးဟာ အချက်ဖက်စကောင်စီအကြီးစားတောက်တိုင်တွေဖြစ်တယ်လို့ပလောမျိုးနယ်အတွင်းမှာတော်လန်ရင်အာစုရရဲ့မိသားစုနေအိမ်တွေကိုဒုက္ခအပေးဆုံးသူတွေဖြစ်ပြီးစစ်တပ်အားကိုနေပြည်သူတွေကိုနှီးမျိုးစုံဖိနှိပ်ချိန်ချောင်းနေတဲ့သူတွေဖြစ်တယ်လို့အခုတော့တေကုန်ကြပြီလို့ဘိတ်ခရိုင်အမှတ်1တည်ရင်းရဲ့တာဝန်ရှိသူတို့ကပြောထားပါတယ်ခင်ဗျ တစ်ဖက်မှာတော့မန္တလေးမြို့ကတတော်ဦးလေးစိတ်မှာ MNA လေးရင်မီးလောင်နေတဲ့အချိန်အရေးပေါ်တကားဖွင့်မပေးမှုအတွက်သဆိုင်ရာကိုတိုက်ကြမယ်လို့ခီးတဲ့တူကရန်ကုန်ခေတ်တိကိုပြောပါတယ်ဖြစ်စဉ်ကတော့မေလ6ရက်နေ့ဖြစ်တဲ့မနေ့ကပဲမန္တလေးမြို့တတော်ဦးလေးစိတ်ကနေရန်ကုန်မြို့ကိုပြန်တမ်းမဲ့ MNA လေးရင်တစည်းဟာလေးရင်ဘိတ်မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့တယ်ဆိုပါတယ်အဲ့ဒီအချိန် လေရင်ကပတိန်ကိုတိုင်ကမိလောင်နာကိုမိနှိမ်နေပါပြီလို့ဝန်ခံတဲ့အချိန်အထိတောင်းလေရင်ရဲ့အရေးပေါ်တကားကိုဖွင့်မပေးတဲ့အတွက်သက်ဆိုင်ရာကိုတိုင်ကြားမယ်လို့ကီးတဲ့တူကရန်ကုန်ခေတ်တစ်ကိုပြောထားပါတယ်။နောက်ထပ်ကီးတဲ့တူကလည်း MNA လေချောင်းလိုင်းကသူ့ရဲ့လေရင်ဘိတ်မိလောင်နေတာကိုကီးတဲ့တွေအတွက်အရေးပေါ်တကားမဖွင့်ပေးတဲ့အပြင်ဒါတော့အဲ့ဒီလေရင်ဟာပြေးလန့်ပေါ်မှာအပေါ်ကိုပြန်ဖို့နှစ်ခါစူးစမ်းတာတောင်လုံးဝအပေါ်ကိုမတက်ဖဲညှော်နှက်မှထွက်လာမှမိလောင်မှန်းသိရတာဖြစ်ပြီး MNA လေးချောင်းလိုင်းကတော်တော်ကိုအခြေအနေစိုးပါတယ်ဆိုပြီးခီးတဲ့တူကိုတိုင်သူ့ရဲ့လူမှုကွန်ရက်မှာရေးသားထားပါတည်တယ်။ဒါပြင် နောက်ထပ်ခီးတဲ့တူကလည်းလေမမီးလောင်မှုကြောင့်ညှော်နှံ့တွေရနေပြီးမဲ့အရေးပေါ်တကားဖွင့်မပေးပဲလေနဲ့ပတ်သက်လို့ခီးတဲ့တွေကိုတေချာရှင်းမပြခဲ့ဓာတ်တွေအတွက်သက်ဆိုင်ရာကိုတိုင်ကြားမယ်ဆိုပြီးတော့ပါရေးသားထားပါတည်တယ်ခင်ဗျ။ဖတ်မှာတော့အချက်ဖတ်စစ်ကောင်စီကနိုင်ငံတကာကိုလူကြောက်အောင်သူတို့စစ်တပ်ကမေလကုန်ထိအပြစ်ရထားပါတယ်လို့ကြေညာခဲ့ပြီးတဲ့နောက်မှာပဲ တဖက်မှာကောလင်းမြို့နယ်ရှောက်ပင်ချန်ဂျေးရွာကိုဒီကနေ့မေလ9ရက်နေ့မနက်ပိုင်းမှာပဲလေနဲ့လာပြီးဘုံကျဲတက်ခိုက်သွားမှုကြောင့်နေအိမ်တွေနဲ့အဆောက်အုံတွေပျက်စီးထားပြန်တယ်လို့ကောလင်း info ရဲ့တာဝန်ရှိသူကရန်ကုန်ခေတ်ကိုပြောပါတယ်။ဒါကတော့အကျဉ်းဖက်စစ်ကောင်စီကမေလ6ရက်နေ့ကနေမေလ30ရက်နေ့အထိသူတို့စစ်တပ်ဘက်ကနေတတိယအကြိမ်အပြစ်ရထားပါတယ်ဆိုပြီးရုရှားခီးစင်မတော်မီနိုင်ငံတကာကိုလူကြားကောင်းအောင်မနေ့ကပဲကြေညာခဲ့တာဖြစ်ပေမဲ့တဖက်မှာတော့ဒီကနေ့မေလ9ရက်နေ့မနက်ပိုင်းမှာပဲ စကိုင်းတိုင်းကကောလင်းမြို့နယ် shopping chain ကြေးရွာကိုလေရင်နဲ့လာပြီးဘုံတွေကျဲချသွားပြန်တယ်ဆိုပါတယ်။အဲဒီလိုစစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့်နေအိမ်တွေနဲ့အဆောက်အုံတွေလည်းပျက်စီးထားပြီးအဲဒီလိုစစ်ကောင်စီဘက်ကအပြစ်ရကြီးညာခဲ့တဲ့ကာလတွေတိုင်းလေကြောင်းတက်ခိုက်မှုတွေအဆက်မပြတ်လှုပ်ဆောင်ရမှာပြီးခဲ့တဲ့အပြစ်ရကာလတွေမှာတင်နိုင်ငံတော်ဝန်စစ်ကောင်စီရဲ့လေကြောင်းတက်ခိုက်မှုအကြိမ်ကြီး300နီးပါးပြုလုပ်ခဲ့မှုကြောင့် ရသားပြည်သူ290ကျော်တိဆုံးခဲ့ရတဲ့အပြင်နောက်ထပ်ပြည်သူအယောက်400ကျော်ကဒဏ်ရာရရခဲ့တယ်လို့မြို့သားညီညွတ်အစိုးရ NGO ရဲ့လူခွင့်ရေးဆိုင်ရာဝန်ကြီးဌာနကနေတည်ဝင်ထုတ်ပြန်ခဲ့ပါသေးတယ်ခင်ဗျတဖက်မှာတော့မကွေးတိုင်းမှာရှိတဲ့ကြောက်ထုမြို့မှာစောက်လို့ရေးပစ္စည်းသွားဝယ်တဲ့တန်ဃာတော်တပားနဲ့ပြည်သူတို့အုပ်ကိုအကြမ်းဖက်စကောက်စီတပ်ကဖမ်းဆီးရိုက်နှက်နှိပ်စက်မှုကြောင့်တန်ဃာတော်ကပြန်လည်တော်မူသွားပြီးပြည်သူလဲစေဝါကူတာမှုခံယူနေရတယ်လို့ရောလင်းတဲ့အဖွဲ့ရဲ့ကိုအောင်ကြီးကရန်ကုန်ခေတ္တကိုပြောပါတယ် ဖြစ်စဉ်ကတော့မေလ3ရက်နေ့ကပဲမကွေးတိုင်းကစောမျိုးနယ်တပြင်းကျေးရွာဖုန်ကြီးကျောင်းကတတ်တော်40အရွယ်တန်ကတော်နဲ့ဒကာကိုစမ်းမင်းဦးဆိုသူတို့ဟာကြောက်ထုမြို့ပေါ်ကိုဆောက်လုပ်ရေးပစ္စည်းဝယ်ဖို့ဆိုင်ကနေထွက်လာတဲ့အချိန်အရက်သေးစားတောက်စားထားတဲ့စစ်ကောင်စီတပ်သားတွေကအเจ้าမဲ့ဖမ်းဆီးသွားတယ်ဆိုပါတယ် အဲ့ဒီနော်တန်ဃာတော်နဲ့ကိုစမ်းမင်းဦးဆိုသူတို့ကိုစစ်ကောင်စီတပ်သားတွေကကြောက်ထုမြို့အမြောက်တက်ထဲခေါ်သွားပြီးတနေကုန်အကြောင်းမဲ့ရိုက်နဲ့စစ်ဆေးနှိပ်စက်ပြီးမှပြန်လွတ်ပေးလိုက်ရမှာတပြင်းကြီးရွာကိုပြန်ရောက်တဲ့အချိန်တန်ဃာတော်ကတော့ရိုက်နဲ့ခံရတဲ့ဒဏ်ရာတွေနဲ့ပြန်လွန်တော်မူသွားပြီးတကားကိုစမ်းမင်းဦးဆိုသူတဲ့ပေါ့မဓာနဲ့ပါအထိုးခံထားရတဲ့ဒဏ်ရာတွေအပြင်တကိုယ်လုံးဖူးယောင်နေတဲ့ဒဏ်ရာတွေနဲ့ဇေဝကူတာမှုခံယူနေရတယ်လို့ရောလင်းနှံဖွဲ့ရဲ့ကိုအောင်ကြီးကပြောထားပါတယ်ခင်ဗျ။ ခုတခါနိုင်ငံတကာသတင်းဘက်မှာတော့အိန္ဒိယနိုင်ငံနဲ့ပါကစ္စတန်နိုင်ငံအပြန်အလှန်တိုက်ခိုက်မှုတွေကြောင့်ပါကစ္စတန်လေပိုင်နှက်ကိုခီးတဲ့တင်လေရင်နဲ့ကုန်တင်လေရင်တွေအလုံးရှောင်ရှားပြန့်တန်းနေရတယ်လို့ CNN သတင်းတရက်အရသိရပါတယ်။ဒါကတော့ဒီကနေ့မေလ9ရက်နေ့မနက်ပိုင်းမှာပဲအိန္ဒိယနိုင်ငံကပါကစ္စတန်နိုင်ငံအတွင်းမှာရှိတဲ့ကက်ရှမီးယားဒေသတွေကိုဒုံးကျည်တွေနဲ့စတင်ပစ်ခတ်တိုက်ခိုက်ခဲ့ပြီးဒါဟာကက်ရှမီးယားဒေသမှာအိန္ဒိယနိုင်ငံသားအများစုတိုက်ဆုံးစီခဲ့တဲ့အကြမ်းဖက်လုပ်ရက်အတွက်လက်တုံ့ပြန်တာဖြစ်တယ်လို့အိန္ဒိယအစိုးရကတရားဝင်သတင်းထုတ်ပြန်လိုက်သလို တစ်ဖက်ကပါကစ္စတန်နိုင်ငံကလည်းအိန္ဒိယနိုင်ငံရဲ့တိုက်လေယာဉ်တွေနဲ့ဒရုန်းတွေကိုပြန်လည်ပစ်ချမှုတွေဖြစ်ပွားခဲ့ပါတယ်။လက်ရှိအချိန်ထိလည်းနှစ်နိုင်ငံစီးရီးတင်းမာမှုတွေမြင့်တက်နေပြီးအဲဒီကက်ရှမီးယားဒေသအပအဝင်နှစ်နိုင်ငံနေဆက်တွေနဲ့နီးကပ်တဲ့ပြည်နယ်တွေမှာပါအရေးပေါ်ပြောင်းရွှေ့မှုတွေလုပ်နေရသလိုနှစ်နိုင်ငံအစိုးရတွေဘက်ကလည်းစီးရီးပြင်ဆင်မှုတွေအကြီးအကျယ်လုပ်နေကြပါတယ်။အဲဒီလိုအိန္ဒိယနိုင်ငံနဲ့ပါကစ္စတန်နိုင်ငံအပြန်အလှန်တိုက်ခိုက်မှုတွေကြောင့်လက်ရှိမှာပါကစ္စတန်နိုင်ငံလေပိုင်နက်ကို ဂီသက်တင်လေရင်နဲ့ကုန်တင်လေရင်တွေအားလုံးရှောင်ရှားပြန်တန်းနေရတယ်လို့ CNN သတင်းတရက်အရာသိရပါတယ်ခင်ဗျာဟုတ်ကဲ့ဒါကတော့ရအောင်ခစ်တက်ကနေနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးခဲ့တာပါကြည့်စုပေးခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်ကျွန်တော်နိုင်ငယ်ပါ